်မြတ်စွာဘုရားဟောတယ်နိရုဒ္ဓာတဲ့အမျိုးသမီးတယောက်ဟာဒီအချက်ရှိချက်လိုင်းနာပြီးတော့နေထိုင်တဲ့အမျိုးသမီးဟာဒီအချက်ရှိချက်ကိုတသွေးမတိန်လိုင်းနာပြီးတော့ရှင်သုံးသည့်အတွက်သူဟာဒီဘုံကိုရောက်တာလို့အဲ့ဒါစိတ်ဝိသားတဲ့ကောင်းတယ်အဲ့မှာအချက်ရှိချက်ကသီလလည်းပါတယ်ဒါနလည်းပါတယ်တမန် ဘဝမှာမိသားစုဘဝမှာလောက်ကြိုင်တာတွေလည်းပါနေတယ်အဲ့ဒါစိတ်ဝင်စားစရာကောင်းတယ်ကုသိုလ်ကောင်းမှုရှိလို့ဖြစ်တာကြီးပဲမဟုတ်ဘူးဟောအဲ့တော့သတိထားစရာကစီးနဲ့ကန်းနဲ့မိသားစုတဝန်ချီချီလောဘနဲ့မဟုတ်ဘူးဒေါသနဲ့မဟုတ်ဘူးဘုတရားချီပြွန်စွာနေလို့ရှိရင်လည်းဒါကုသိုလ်ရတယ်ဆိုတဲ့အိဗေပေါ်တယ်နော်ဘုတရားချီဖို့လို့ရပေါ့ အိမ်မနေပဲလို့ဝတ်တရားကြည်ပြီးတော့မေတ္တာနဲ့နေတာဟာကုသိုလ်ရတယ်လို့သူဆိုလိုတဲ့အတိတ်ပဲအဲ့တော့ရှင်မျိုးကိုတစ်ခုစီခွဲပြတဲ့အခါကျတော့ဘာလို့ဆိုနမတ္တကမျိုးသမီးတယောက်ကိုသူ့ရဲ့မိဘတွေက နေပြီးတော့အိမ်တော်ရဲ့သားချပေးတယ်ပေါ့အော် ဒါတော့ရသားကြတယ်မြို့သမီးတွေအတွက်ကြီးပဲပြောမြို့သမီးမိဘတွေကကောင်းကျိုးချမ်းသာဖြစ်ဖို့မျှော်လင့်ချက်နဲ့ကိုယ့်ရဲ့သမီးကိုအိမ်တော်ရသားချပေးလိုက်တယ်တဲ့အဲ့လိုအိမ်တော်ရသားချပေးတဲ့မြို့သမီးဟာကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာဟိုတရားချပြမှုရှိဟိုတရားချပြွန်စွာ နေထိုင်တယ် တခ်နော်ဝတရားခြေပြွနာအဲ့ဒါဝတရားခြေပြွနာတဲ့ဒါကုသိုလ်ရနေတဲ့သဘောရှိတယ်ကိုလိုရမယ့်ဝတရားကိုခြေခြေပြွပြွလှုပ်ပြီးတော့မေတ္တာနဲ့နေထိုင်နေတဲ့နောက်တစ်ခုကပါရုံဆိုရင်မိမိရဲ့အိမ်တော်ဘက်ကကရုကရောပြုပြီးတော့လေးစားရတဲ့အမေရောအဖေရော ဆိုရောက်ခမဗောလေးခုခဲ့တယ်မဆက်အနောက်မဲရဲ့မိဘတွေသူကိုးွယ်တဲ့ဖာသာအဲ့ဒီအရေးပေါ်မှာသူဟာတလေတစားကိုတရားချေပြွန်စွာဆောင်ရွက်ပေးတယ်ဒါတခုဒါဒုတိယမြောက်ခုသူတွေဒါဟုတ်လူတွေကကုသိုလ်စင်နဲ့တော့မထဲ့ပါဘူးတရားတရားနော် ဘုရားခြေပြုံစွာဆောင်ရွက်တယ်။နံပါတ်3ကအိမ်မှုလုပ်ငန်းနေနဲ့ပတ်သက်လာတဲ့အခါမှာသူဟာလှုပ်တတ်တယ်၊ခိုင်းတတ်တယ်၊ချက်တတ်တယ်၊ပြုတ်တတ်တယ်အလုံးအတွက်စီမံခန့်ခွဲချက်ပြုတ်မပြင်းမရိအိမ်မှုကိစ္စတွေကိုလှုပ်တယ်တဲ့ပြောပါဆိုဒါလဲကုသိုလ်တစ်ခုပဲကြည့်ရလားဒါဆိုကုသိုလ်လို့မထင်ကြဘူးလေ ဒါသူလုံးဝမဲ့ဝတ္တရားတွေကိုသူချစ်ချစ်ပြင်းပြင်းလုပ်တယ်ပေါ့နောက်တစ်ခုကပါတော့အိမ်မှာကိုယ့်အိမ်မှာဝိုင်းကူပြီးတော့လုပ်တဲ့အိမ်ကခိုင်းနေတဲ့ပုဂ္ဂိုလ်တွေလှုပ်သမားတွေရှိတယ်သူတို့ကိုအုပ်ချုပ်တဲ့ခံပါတဲ့လှုပ်ရင်လှုပ်သလိုမလှုပ်ရင်မလှုပ်သလိုခွဲခြားသေးတယ်အလုပ်စူးစမ်းရင်စူးစမ်းသလိုအလုပ်မစူးစမ်းဘူးဆိုရင်မစူးစမ်းတဲ့အတိုင်းတည်း ခွဲခြားပြီးတော့သူတို့ကိုပေးတဲ့ကံ ਨੇ မလုံတဲ့လူသူ့ပေးတတ်မေးပေါ့လုံတဲ့လူပို့ပြီးတော့ခရုဆိုင်ပေးတယ်နေမကောင်းတဲ့ဘက်သာရှိလာလို့ရှိရင်ဟိုနေဝင်ကောင်းတဲ့ဘက်သာရှိလို့ရှိရင်သူ့ဆေးဝါးကုသပေးတယ်ပေါ့ ို့ရင်ကလူတွေကိုနော်နေနေမကောင်းတဲ့ဥသာရှိလို့ရှိရင်လည်းခွင့်ရက်တွေပေးပြီးတော့ညတာမှုထားတယ်သူနဲ့တန်နဲ့လှုပ်ဖက်လှုပ်ပြီးတော့ညတာမှုတွေပြုတ်တယ်နောက်အိမ်မှာစားစရာတောက်စရာရှိရင်လည်းညီလူညီမခွဲဝေပြီးတော့ပေးတယ်ဒါနဲ့တအားလည်းကုသိုလ်လို့ပြောတာနတ်သမီးဖြစ်ဖို့ရအတွက်ဒါတွေကလည်းကုသိုလ်တွေဖြစ်တယ် ဒါတွေကိုလည်းယူရအောင်လို့လို့ဆိုပြီးတော့ကုသိုလ်လို့တော့မထင်ကြဘူး။ဒါလည်းကုသိုလ်ပဲတဲ့။နောက်နံပါတ်5ကတော့ကိုယ့်ရဲ့အိမ်သားကအပြင်းမသွားပြီးအလုတ်လုတ်ပြီးရှာဝေးလာခဲ့တဲ့ငွေကြေးတနဥစ္စာပစ္စည်းတွေကိုမခိုးမဝက်မထိမ့်မချံမသုံးမဖြုံးမဲ့ ကိုယ်အိမ်အောင်ပဲမသိအောင်တိတ်တိတ်ဘုံခိုးဝတ်တာတို့သုံးဖြုံးတာတို့မလုတ်ဖဲနဲ့သူဟာတည်တည်ချာချာစနစ်တကျစီမံခန့်ခွဲပြီးတော့တိမ်သားလုံးအတွက်အသုံးပြုတယ်ချားလာတဲ့ပစ္စည်းထိမ့်သိမ့်ရှောက်ရှောက်တယ်ပေါ့အောက်ဆုံးလို့စီးတဲ့ကြီး ဩခန္ဓာကတဲ့ဆိုလို့ပေါ့စီလာတဲ့ရေတွေကိုပျောက်ပြတ်မသွားအောင်တမန်နဲ့စီပေးထားတယ်ပေါ့ကတဲ့နဲ့စီပေးထားတယ်လဲထဲမှာရေးသွင်းတာအဲ့ဒါလို့ရှားလာတဲ့ပစ္စည်းကိုပျောက်ပြတ်မှုမရှိအောင်သူကစီမံဆောင်ရပေးတယ်အဲ့ဒီငါးချက်ကကြည့်ရမယ်ဆိုရင်ဒါအိမ်အောင်ပဲစနီးတဲ့များလိုက်နာကျင့်သုံးရတဲ့ ောင်းဝတရားပဲဒါเนาะသူရဲ့တောင်းဝတရားကိုသူခြေပြောင်းလုပ်တယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒီတောင်းဝတရားခြေပြောင်းခြင်းဟာဟုတ်ထူချားတဲ့ကုသိုလ်ကြီးမဟုတ်တော့လည်းပဲဒါကုသိုလ်ပဲအပြစ်ကင်းပြီးတော့အများပေါ်မှာမြမြတာတာမေတ္တာထားပြီးတော့လှုပ်တာဖြစ်လို့မေတ္တာနဲ့လှုပ်တာဖြစ်လို့ဒါလည်းကုသိုလ်ပဲတို့သူဆိုလို့ ဒီငါချက်ကဒါရိုးရငါချက်ပဲဖြစ်တယ်နောက်ထပ်နံပါတ်6ကြတော့မနာဘကဤကနတ်သမီးဖြစ်ဘူးဒါကြတော့ဘာသာရေးဘက်ကဆက်နိုင်လာပြန်နော်ဖျားကိုကိုးွယ်တယ်တရားကိုကိုးွယ်တယ်တန်ခါကိုကိုးွယ်တယ်ဘုရားန္တရဏကိစ္ဆာမိဓမ္မန္တရဏကိစ္ဆာမိတန်ခါန္တရဏကိစ္ဆာ ရှရဏသုံးပါးကိုကိုးကွယ်စိတ်ကသူဖြစ်တယ်အဲ့ဒါဆိုရင်တော့ဘာသာကြားရေးဘယ်လိုလုပ်ဖောဒန္တရဏကိစ္ဆာမိဓမ္မန္တရဏကိစ္ဆာမိသံဃန္တရဏကိစ္ဆာမိဖယတရားသံဃာကိုးကွယ်တိုက်တဲ့ယရဏဗျာကိုကိုးကွယ်တယ်စိတ်ကတယ်တရဏဂုံတီးတယ်ပေါ့ဆိုလို့တယ်ပေါ့ဒါနံပါတ်6 အဲ့တော့ဘုရားဝတ္တမဟုတ်ရင်တော့ဘုရားသရဏဂိသမိဓမ္မသရဏဂိသမိသံဃသရဏဂိသမိတော့ပါမှာမဟုတ်ဘူးသို့တော့သူကိုးကွယ်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဆိုလို့ရှိရင်တော့အထိုင်လျောက်တော့ကျိုးရှိမှာနော်သူတော်ကောင်းကိုကိုးကွယ်တယ်ဆိုရင်တော့ထိုင်လျောက်ကျိုးရှိရမှာပြီးတော့လိုင်းနာကျင့်သုံးတဲ့တရားကကောင်းတဲ့အကျင့်တရားဆိုရင်လည်းကျိုးရှိမှာပဲဒါကျိုးမရှိဘူးလို့ပြောလို့မရဘူး လို့လည်းအကျိုးရှိနိုင်တယ်ပေါ့နောက်တစ်ခုကနမခွန်ကြတာပါအဲ့တော့ကိုချင်းတိလနဲ့ပြေဆုံးတယ်အဲ့ဒါတော့ဒါတိလပဲရောက်လာအဲ့ဒီကိုချင်းတိလဆိုတော့ဘာသာကြားပဲဖြစ်ဖြစ်ဘုရားဘာသာပဲဖြစ်ဖြစ်ဒါကိုချင်းတိလဒီကိုချင်းတိလကတော့ရှင်းပါတော့ဆိုရင် သူများတဲ့တချင်းကရှောင်ရမယ်သူများဥစ္စာမတရားယူတာရှောင်ရမယ်ကာမိတုမေဆဆရာရှောင်ရမယ်မုသဝရရှောင်ရမယ်သူရမေတရားရှောင်ရမယ်အဲ့ဒီရှောင်ကျင်မှု၅ရက်မရှောင်ရင်သူကဒုစရိုက်ပဲလေတာနော်တော့ကမှရာဇဝမှုဖြစ်တာပဲလူရဲ့ဥပရိမှာ သူ့တိုင်ရင်တော့ပြည့်မရှိဘူးသူ့တိုင်ရင်ပြည့်ရှိတယ်လူဥပရိယသာခွဲတာဘာသာတရားမြတ်စွာဘုရားဟောတဲ့တရားကြတော့ဘုသူတတ္တထူလူပဲပါဏာတိပါဒဖြစ်တာနော်သို့သောအတိုင်းတာချင်းတော့မထူတတ်ဘူးပေါ့သူတော်ကောင်းတတ္တနဲ့တိယုံမတတ္တနဲ့မထူဘူးပေါ့အဲ့လိုတော့ကွဲပြားခြားနာမှုတွေရှိတယ်တမန်ပုဂ္ဂိုလ်တယောက်တတ္တနဲ့ကိုယ့်မိဖေတတ္တနဲ့မထူဘူး သမန်ပုထုဇဉ်တယောက်တတ်တာနဲ့ယဟန္တာပုဂ္ဂိုလ်တတ်တာနဲ့မတူပြန်ကိုချင်းတိရရှိတဲ့ပုဂ္ဂိုလ်တတ်တာနဲ့ကိုချင်းတရားမရှိတဲ့ပုဂ္ဂိုလ်တတ်တာ မတူပြန်မတူတာပါမတူတာတော့ဆိုအချိုးပေးတာမတူတာပြောတာပို့ပြီးတော့အပြစ်ချီးတယ်အတ္တခံရတဲ့ပုဂ္ဂိုလ်ကကိုချင်းတရားကောင်းလေလေဤချင်းရှိလေလေတတ်တဲ့ပုဂ္ဂိုလ်မှာပို့ပြီးတော့ပြစ်ချီးတယ်ဒါကတော့ တဘာဝကြပါတယ်တဘာဝကြပါအလုံးတူတယ်ဆိုတော့တဘာဝမကြဘူးเนาะအဲ့တော့ဖေတ္တတဘာကိုမှမတဖူးရှောင်းနေသူမြပစ္စည်းကိုဘယ်တော့မှဟိုမပေးပဲနဲ့သူမြပစ္စည်းကိုလိမ့်ယူတာညာယူတာခိုးယူတာတခုမှမလုပ်ဘူးရှောင်းနေကာမေတုမိစ္ဆာစာရ နော်ကိုနဲ့တရားဝင်လက်ထပ်ထားတဲ့ပုဂ္ဂိုလ်မဟုတ်တဲ့ပုံမှာသွားပြီးတော့ဆက်ဆံမှုလုပ်တာမရှိဘူးရှောင်းနေဘုဒ္ဓဝါရသူတော်ဘာအကျိုးပြက်ပြားသောအောင်လိန်နည်းလေးပြပြောတာမျိုးမရှိဘူးရှောင်းနေအယက်တိအစမူရစီဝတောက်စားတာမရှိဘူးရှောင်းနေဒီရှောင်းခြင်းမှု၅ရက်ငါဝတိလားအဲ့ဒီငါဝတိလားရှောင်းနေခုတူ ကနမခွန်နော်နမရှိကြတော့အရုံးဆိုရှေးရောတဲ့သူအိမ်မှာနေတဲ့အချိန်မှာဘသူ့ပေါ်မှာပဲဖြစ်ဖြစ် generosity လို့ခေါ်တော့ပေါ့နော် generosity အလုံးပေါ်မှာမြတ်မြတ်တရရှယ်တတ်တယ်ဘသူ့ပဲဖြစ်ဖြစ်ကျွေးခြင်းနဲ့မွေးခြင်းနဲ့ပေးခြင်းနဲ့ဆက်ရှိတယ် အလုံးပေါ်မှာညံ့ညံ့တာရဆွန့်လွတ်တယ်အဲ့ဒီစိတ်တက်ကတော့အလွန်မမြတ်တဲ့စိတ်တက်ကိုယ်သာသုံးမယ်ဆိုတဲ့မစ္စရိယတရားကင်းပြီးတော့အလုံးအတွက်ခွဲဝေပေးနိုင်တဲ့စိတ်တက်မျိုးဒါကိုသာခဝတိဆွန့်လွတ်မှုရှိတယ်လို့ဆိုဆိုလို့ဆွန့်လွတ်တယ်ဆွန့်လွတ်တယ်ဆိုတော့ဘာလို့ဆိုရင် ကိုအတွက်တောင်းပါဆွန့်လွတ်တာကိုစားမဲ့ဟာတောင်းသူများကိုပေးတယ်ဆိုတာဒါဆွန့်လွတ်တာခေါ်တယ်အဲ့ဒီလိုဆွန့်လွတ်မှုပေါ့အစားစရာတောက်စရာနဲ့ပတ်သက်ပြီးတော့အဲ့လိုဆွန့်လွတ်ပြီးဝိကတမလမစ္ဆေရိနာစေတသာအခါရံအစ္ဆဝတတိမစ္ဆရိယစိတ်ကင်းပြီးတော့အိမ်မှနေတာအိမ်မှနေတဲ့အချိန်မှာမစ္ဆရိယတရားများနေလို့ရှိရင် ဒါတော့မထိနဲ့ဒါငါဟာဒါသူ့ဟာနဲ့ဆိုပြီးတော့ခွဲထားမကန့်ရအောင်နော်တချို့မှာကိုကြိုက်တာကိုယ့်ကို special ချက်ထားတယ်မကြွေးဘူးကြံတဲ့လူတွေဒါငါအတွက် special အဲ့လိုဟာမျိုးရှိသေးတယ်လေအဲ့လိုမလုပ်ဘူးအလုံးအတွက်အလုံးတွေတူတူပဲစားတာတူတူပဲ စင်တန်တူတူထားတယ်အဲ့ဒါဝိကတမလမစ္စေရိနာစေတတာကာရံဣဇောတတိအိမ်မှာနေတဲ့အခါမှာစာရတောက်တာခွဲချပြီးတော့မလုပ်ဘူးကိုတူတူထားတယ်မုဒ္ဒစာကာတဲ့နမယောတာမလုပ်ဘူးဟောတွေ့တာမှုမထားဘဲနဲ့လွတ်လွတ်ကြီးဆွန့်လွတ်တယ်ပေးတယ်ကမ်းတယ်စိတ်ကအတွေ့အစိတ်ပဲပါဘူးလို့ဆို ပယတပါဠိဒါတော့တင်စားပြီးတော့ပြောတာစေကျော်ပြီးတော့လက်ရှိသူ ဖြစ်တယ်စေကျော်ပြီးတော့လက်ရှိသူဆိုတာအပေကံ helping hand ကိုပြောတာနော် keeping hand လို့ပြောကြပြော helping hand သူများကိုပေးထပ်ကမ်းတတ်သူ့လက်ကဘယ်တော့မှပြန်ပြီးတော့ပြန်ကုတ်တာမရှိဘူး သူများเสียอยู่တယ်လက်မဟုတ်ပေးတယ်လက်ဘယ်သူပဲဖြစ်ပေးဖို့သူအဆင်နဲ့အဲအဲ့ရောက်လာလို့ရှင်ပေးမယ်ကြွေးမယ်သူကမပြောနေတာမလုပ်ဘူးအဲ့လိုပေးဖို့ရဆင်းနေဖြစ်နေတဲ့လက်ကိုဆေးကြောပြီးတော့လက်ရှိသူလို့ဒီလိုတင်သားတော့အေးသူများတဲ့ကိုရဲဆက်တဲ့တတ်တတ်တဲ့လူကြတော့ပိတ် လောဟိတပါဏိတဲ့သွေးစွန်သောလက်ရှိသူအဲ့ဒီလိုသုံးတာနော်သွေးပေသည်ဖြစ်စေမပေသည်ဖြစ်စေသူများတတ်ရင်ဒါသွေးစွန်သောလက်ပဲတရားလဲဆေးသည်ဖြစ်စေမဆေးသည်ဖြစ်စေသူများကိုပေးတဲ့ကံနဲ့ဆိုတဲ့လူကပေတပါဏိစေကြောပြီးတော့လက်ရှိသူဖြူစင်တဲ့လက်ရှိသူတန်ရှင်းသော လက်ရှိသူလို့ဒီလိုတွေပဲရ။ အင်္ဂလိပ်သုံးပါ helping ဆိုတာနဲ့တူတူပါပဲအဲ့ဒါမျိုးကုညီတတ်တဲ့လက်ရှိအလက်ရှိသူပုဂ္ဂိုလ်ဖြစ်တယ်တဲ့ဝတ်သက်ကရတော်ပေးရကံရပေါ်မှာသူကစိတ်ပျော့တယ်ခြေနဲ့တယ်နှမျောဘူးမတွန့်ပေးရကံရမှာသူကခြေနဲ့တယ်ရှားဆယောဂောတဲ့ဘသူကလာတောင်းတောင်းတောင်းရလွယ်တယ်ပါဠိရှိဦးလားရှိတယ်ရော့ယူသွား တော့အဲ့လိုပြီးရတဲ့လို့ဆိုလို့ပေါ့ဌာနတံဝိပါကရတောရှားလာတဲ့ပစ္စည်းကိုပြီးတယ်ဝီပြီးတယ်ခွဲခြားတယ်အဲ့ဒီပုံမှန်သူကပြောင်းမွေးတယ်ဘယ်တော့မှတယောက်တည်းမစားဘူးဘယ်တော့မှငါအတွက်ဆိုပြီးတော့မထားဘူးအလုံးမြှဝေပြီးတော့စားလေးရှိတယ်အဲ့ဒါမျိုးပြောတာเนาะအဲ့ဒါမစ္စရိယကင်းစင်ပြီးတော့အိမ်မှာနေတဲ့ အနေထားတစ်ခုတဲ့အဲ့ဒါကနံပါတ်၈အဲ့တော့ငါဘသီလလုံးနေဖရာတရားတန်ခါရဏသဘောစိကတ်တယ်ဒါကတစ်ခုငါဘသီလလုံးနေဒါကတစ်ခု အပေးကံရရောတယ်ဒါတစ်ခုအလုံးပေါင်းလိုက်တော့၈ခုဒီ အိန္ဒြေရဲ့ဝတ္တရားက၅ခုဒီဘက်က၃ခုကုသိုလ်ဘက်က၃ခုနော်အိန္ဒြေရဲ့ဝတ္တရားခြေပြမှုက၅ခုဖေယနိတရဏဂုံကတစ်ခုသာဝတိလာကတစ်ခုအဘိကံရဲ့ရောတာတစ်ခုဒီ၃ခုကတော့အကုသိုလ်ဆိုတာထင်ရှားတယ်နော်ဟိုဘက်ကတော့ ကုသိုလ်ရဲ့လို့မထင်ချောင်းသို့တော့အမျိုးသမီးတွေဟာအဲ့တိုင်းလိုက်လာရဆိုလို့ရှိရင်အချက်ရှိချက်ပြည့်စုံသွားတယ်အဲ့တော့မြတ်စွာဘုရားကအနုရုဒ္ဓာတဲ့အခုပြောရတဲ့အချက်ရှိချက်နဲ့ပြည့်စုံတဲ့အမျိုးသမီးတွေဟာတဲ့ဒီဘဝကသိဆုံးသွားလို့ရှိရင်ဒီ ကုသိုလ်၈မျိုးကြောင့်ဒီအချက်၈ချက်ကြောင့်မနာပကာယကဆိုတဲ့နတ်သမီးဘဝကိုရောက်ပါတယ်လို့ညစောပြအဲ့လိုခေါ်တယ်နော်မနာပကာယကဒိမနတတိဘုံရောက်တယ်လို့သူခေါ်တာ